ပြီးခဲ့တဲ့လကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ဗန်ကောက်မြို့မှာထိခိုက်ပျက်စီးမှုတွေရှိခဲ့ပေမဲ့သတိပေးမှုမရှိလို့ဝေဖန်ခံရပြီးနောက်ထိုင်းမှာတဘာဝဘေးအန္တရာယ်သတိပေးမှုလက်ကင်ဖုံစနစ်ကိုစမ်းသပ်သွားမှာဖြစ်ကြောင်းကြီးတန်းအရာရှိတွေကပြောပါရယ်။တဘာဝဘေးကြိုတင်ကာကွယ်ရေးနဲ့အန္တရာယ်လျှော့ချရေးညွှန်ကြားရေးမှူးချုပ်ယုံကအဲ့ဒီသတိပေးစနစ်ကိုရွေးချယ်ထားတဲ့ဒေတာတွေအတွင်းလာမယ့်လမှာစမ်းသပ်သွားမှာဖြစ်ပါရယ်။အဲ့ဒီစနစ်ကမိုဘိုင်းဖုန်းကွန်ရက်၃ခုကိုအသုံးပြုမှာဖြစ်ပြီး သတိပေးမှုတွေကိုပေးပို့သွားမှာဖြစ်တယ်လို့ထိုင်းအရာရှိတွေကပြောပါရယ်။မေလာနှစ်ရက်နေ့ကနေစတင်ပြီးအသေးစားနေရာလေးတွေမှာတဘာဝဘေးရန်တွေရဲ့သတိပေးစနစ်စမ်းသပ်မှု၃ချိန်စီပြုလုပ်သွားဖို့ထိုင်းအရာရှိတွေကစီစဉ်ထားပါရယ်။ဗန်ကောက်နဲ့ချင်းမိုင်တို့မှာတော့မေလာ23ရက်နေ့မှာကြီးမားတဲ့အတိုင်းအတာနဲ့စမ်းသပ်မှုပြုလုပ်သွားဖို့စီစဉ်ထားတာပါ။သတိပေးချက်လက်ခံရရှိမဲ့ဒေသခံတွေအနေနဲ့ NDA သတိပေးချက် message တွေဖုံးမှလက်ခံရရှိမှာဖြစ်ပါတယ်။ ဒါတဘာဝဘေးရန်တည်းရဲ့ကြိုးတင်ကာကွယ်ရေးနဲ့ NDA ရှော့ချရေးဌာနရဲ့စမ်းသပ်သတိပေးမှုဖြစ်ပြီးလှုပ်ရှားဆောင်ရွက်စရာမလိုကြောင်း message မှာထိုင်းဘာသာအင်္ဂလိပ်ဘာသာတွေနဲ့ဖော်ပြသွားမှာဖြစ်ပါတယ်။ထိုင်းရာရှိတွေကငလင်လှုပ်ပြီး7မိနစ်အတွင်းသတိပေးချက်ပေးပို့နိုင်မှုစီစဉ်ထားတာဖြစ်ပါတယ်။